မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Matchla 29ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံအလဲပိုင်းမှာမြန်မာပြည်သူများအလုံးအထိဒုက္ခရောက်ခဲ့ရတဲ့ငလျင်ကြီးလောက်ခတ်မှုအပြီးမှာအကြမ်းဖက်စစ်တပ်ကကရင်ပြည်နယ်မှာရှိတဲ့ KNU ဌာနချုပ်အနေသကိုင်းတိုင်းရှမ်းမြောက်ဒေသနဲ့ပဲခူးတိုင်းတို့ကိုလေကြောင်းတိုက်ခတ်မှုများလုံဆောင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေ့လယ်12:52မိနစ်အချိန်မှာမန္တလေးကိုဗဟိုပြုပြီးတော့ပြင်အား9.8အဆင့်ရှိတဲ့ငလျင်ကြီးလောက်ခတ်သွားခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီငလျင်ကြောင်းမန္တလေးနေပြည်တော်သကိုင်းအပါအဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသတစ်ခုလုံးမှာပြည်သူများရဲ့ သက်အိုးအိမ်စီးစိမ်များဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗျ။မနေ့ကငလျင်လောက်ခတ်ပြီးတဲ့နောက်စစ်ကောင်စီကညနေ၄နာရီဝန်းကျင်အချိန်မှာကရင်ပြည်နယ် KNU ဌာနချုပ်တီရှိရာတပ်မဟာခွနဲ့အတွင်း၄ဝါအထက်အနားကိုအသေးခံကာမီကာစီဒရုန်းများနဲ့ဘုံလေးလုံးကျချခဲ့တယ်လို့သိရပါဗျ။ဒါအပြင်မနေ့ကည၈နာရီအချိန်မှာလည်းသခိုင်းတိုင်းချောင်းမြို့နယ်နွယ်ခွေကြီးရွာကိုလည်းစစ်တပ်၄ထီးများနဲ့၄ချောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင် ဖြူမြုံနယ်စစ်တောင်းရဲ့အရှိတ်အကန့်ကြေးရွာများကိုလည်းမနေ့ကမွန်လွယ်နှစ်နာရီကျော်အချိန်မှာလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ကဲကြီးကျေးရွာကိုလည်းမနေ့ကတနအီခွဲအချိန်မှာလေရင်နဲ့ဘုံများကျဲချတိုက်ခိုက်ခဲ့ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းဒရာအဟောင်းပြိုကျသွားပြီးတဲ့နောက်သခိုင်းဒရာအစ်စ်ဟာလည်းကွဲအပ်ပြီးတော့ချင်းကလမ်းများပြက်စီးနေတဲ့အတွက်ပြည်သူများဟာဇက်ရည်ရင်များနဲ့ကူးတန်းနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းသခိုင်းမြို့နဲ့မန္တလေးမြို့တို့ကိုဆက်သွယ်ထားတဲ့သခိုင်းဒရာအဟောင်းဟာမနေ့ကမွန်လယ်ပိုင်းမှာလှုပ်ခတ်တဲ့ငလျင်ကြောင့်ပြိုကျသွားပြီးတဲ့နောက်သခိုင်းဒရာအစ်စ်ဟာလည်းအကွဲကြောင်များဖြစ်ပေါ်နေခြင်းဒရာချင်းကလမ်းများပြက်စီးနေခြင်းတို့ကြောင့်ရက်အကန့်အသတ်မရှိပိတ်ထားရတယ်လို့သိရပါတယ်။ဒီနေ့မနေ့ပိုင်းမှာသခိုင်းဘက်ကနေမန္တလေးဘက်ကိုကူးတန်းခြင်းနဲ့ ပြည်သူများဟာဇက်ရည်ရင်များနဲ့အေအော်ရီမြစ်ကိုဖြတ်သန်းပြီးတော့ကူးတန်းနေရပြီးကုန်းစင်ကူးတန်းသွားလာရင်းများအလုံးနဲ့ရက်တန်သွားပြီဖြစ်တယ်လို့သိရပါဗါးစကိုင်းတရားအစ်စ်ကလည်းတရားပေါင်တွေလွဲသွားတာလမ်းတွေအကွဲသွားတာနဲ့တရားအခြေတွေရိုင်းကုန်တာတွေရှိတယ်လို့ပြောတယ်တရားအစ်စ်ချင်းကလမ်းတွေလည်းအကုန်လုံးကိုပြက်စီးနေတယ်လမ်းနဲ့ချီပြီးတော့စစ်စဲမှုပြင်ဆင်မှုတွေလုပ်ရမယ်ထင်တယ်လို့စကိုင်းကဒေသခံပြည်သူတို့ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ပြည်မနာမြို့မှာငလျင်တန်းကြောင့်တိတ်ဆုံးသွားသူ86ဦးအထိရှိလာပြီးတော့ရုံအလောင်းများအလုံးဆွဲမထုတ်နိုင်သေးပဲအရေးပေါ်ကုသနေရတဲ့လူနာအယောက်900ခန့်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့မွန်ရဲပိုင်းမှာလှုပ်ခတ်သွားတဲ့မြေငလျင်ကြောင့်ပြည်မနာမြို့မှာပျက်စီးမှုတွေများပြားပြီးတော့လက်ရှိအချိန်ထိရရှိထားတဲ့စီးရင်များအရတိတ်ဆုံးသူ86ဦးအထိရှိသွားပြီဖြစ်တယ်လို့သိရပါဗျ။လက်ရှိအချိန်ထိအဆောက်အဦများအပြည့်အစုံများတွေကနေပြီးတော့ဆွဲမထုတ်ရသေးတဲ့ရုံအလောင်းများရှိနေသေးပြီးတော့ အရေးပေါ်ကုသမှုခံယူနေရတဲ့လူနာအယောက်900ခန့်ရှိနေတယ်လို့သိရပါဗျ။မြို့ပေါ်မှာရှိတဲ့ဓာမီတိုင်းတွေ80ရာခိုင်နှုန်းလောက်ဟာပြိုကျသွားပြီးတော့ကမ္ဘာဝဘေးအန္တရာယ်စီမံမှုများလည်းလက်ရှိအချိန်ထိရောက်ရှိလာခြင်းမရှိသေးဘူးလို့ပြောပါရယ်။ဒါအပြင်ဘိုးချုပ်လမ်းမှာပိတ်မိနေသူများလည်းရှိပြီးတော့မြို့ကန်မိသားများချက်ချိန်နီးများနဲ့ပရိုက်တာအဖွဲ့များကဆက်လက်ပြီးတော့ကယ်ဆယ်ရေးများကိုလှုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရပါရယ်။စရဲအရ86ရောက်ရှိနေပြီးဒေတာပြင်မနာတို့မျိုးလုံးမှာ လမ်းပေါ်မှာထွက်ပြီးတော့အိတ်နေရတယ်ဘိုးချုပ်လမ်းတလန်းလုံးပိတ်နေတယ်ဓာတ်ပေါ်တွေတွေထုတ်လို့မပြီးသေးဘူးဂရင်200နဲ့ဂရင်1000မှာအရွေးပေါ်ကုသနေတာလူနာအယောက်400 500လောက်ရှိတယ်လို့သိရတယ်လမ်းပေါ်ကဓမီတိုင်းတွေ80ရာခိုင်နှုန်းလောက်ကပြိုလဲသွားပြီမြို့ကန်မီးသက်ကြက်ချိန်နေနဲ့ပရိဒအဖွဲတွေကယ်ဆယ်ရေးတွေလုံနေရတာတဘာဝဘေးအန္တရာယ်စီမံမှုကလည်းဘာမှမလာသေးပါဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာမနေ့ကတောက်ကြနေ့ဝေပြုတဲ့အချိန်အင်အားပြင်းငလျင်ကြောင်းနိုင်ငံတဝမ်းလုံးမှာရှိတဲ့အစ္စလမ်ဗလီပေါင်း90ထက်မနည်းပြိုကျသွားပြီးတော့တေဆုံးသူအယောက်300နီးပါးရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမွန်လွယ်ပိုင်း12နာရီ52မိနစ်အချိန်မှာအင်အားပြင်းငလျင်လှုပ်ခတ်တဲ့အချိန်သခိုင်းမန္တလေးရမဲအသင်းအပါအဝင် မြန်မာနိုင်ငံအလဲပိုင်းပတ်ဝန်းကျင်မှာရှိတဲ့ဗလီများမှာအစ္စလမ်ဘာသာဝင်တို့ဝတ်ပြုနေတဲ့အချိန်ဖြစ်တယ်လို့သိရပါတယ်။လက်တလောစည်ရင်များအရာတင်ဆောင်သူအယောက်300နီးပါးရှိနိုင်တယ်လို့ပျောက်ဆုံးစည်ရင်များပေါ်မူတည်ပြီးတော့ခန့်မှန်းထားတော်လဲဗလီများရဲ့အောက်မှာအလောင်းများစွာရှိနေတဲ့အတွက်အရေးအတွက်ဟာယခုထက်ပုံမှုပြီးတော့များပြားနိုင်ကြောင်းမန္တလေးကအစ္စလမ်ဘာသာဝင်တအူးကရှင်းပြထားပါတယ်။မန္တလေးအမြောက်တန်းဗလီမှာလည်းပြည်နေတာတွေအများကြီးတယ်။ နောက်တစ်ခုကရွှေဘုံရှိန်ဗလီဆိုရင်လည်းပြိနေတာတွေရှိတယ်ကဲဆယ်ရေးမလုံနိုင်သေးဘူးလို့မန္တလေးကအစ္စလမ်ဘာသာဝင်တအုပ်ကရှင်းပြထားပါတယ်ငလျင်ကြောင့်ပျက်စီးမှုတွေများပြားပြီးတော့တေဆုံးမှုများပြားတဲ့ဗလီများမှာ60စုလိကုံဗလီတောင်စင်ကျုံးဗလီမန္တလေးအနောက်အချုပ်ဗလီရွှေဘုံရှိန်ဗလီတောင်ငူကန်တော်ဗလီဒရဦးမြေတားရက်ဗလီစက်ကြမြောက်ဗလီစက်ကြတောင်ဗလီပြောပွဲမြို့တဲ့ဗလီလယ်ဝဲဗလီ ပလိမျိုးမပလီချမ်းမြသားစီဂန်းရွာပလီယမဲသိမ်းမျိုးပလီပြင်မနာပလီပလိမျိုးမပလီစကိုင်းပလီဇီးပင်ပေါက်ပလီရွှေဘိုအစင်ယုံပလီကန္တာကုန်းပလီအမြောက်တန်းပလီတာစီပလီမိထီလာမျိုးပလီမန္တလေးတထေးတန်းပလီတိုက်တန်းပလီမြောက်အိုးဘိုပလီကျယ်တိုက်ဝင်းပလီမင်္ဂလာပလီများပြိုကျပြက်စီးခဲ့တယ်လို့သိရပါတယ်။ကယ်ဆယ်ရေးတွေလည်းရှာလို့မရပါဘူး။ရှာဖွေရေးကိုလည်းဆက်သွယ်လို့မရဘူး။ကယ်ဆယ်ရေးဖုန်းတွေလည်းဆက်သွယ်တာတလုံးပါကိုဆက်သွယ်လို့မရပါဘူး။မနေ့ကနေ့လေတန်တားကြီးမထိုးခင်ကတည်းကပြိုကျသွားတာပါ။ဖ ဖြစ်သွားချိန်ကလေးကနေအခုလက်ရှိအချိန်ထိကျွန်တော်တို့ရဲ့မိသားစုဝင်နေတဲ့ပတ်ဝန်းကျင်ကလူတွေနဲ့ရှာဖွေနေရတာအုပ်တွေကအရန်ကိုကြီးတဲ့အတွက်အောက်ကအလောင်းတွေကိုဘလုံးမဖော်လို့မရဘူးအဓိကက ကရင်းကားတို့ဘာလို့ ਨੇ လောက်ရမှာကရင်းကလည်းဘလို့မှဆက်သွဲပြီးတော့ငှားလို့မရဘူးဖြစ်နေတယ်လို့မန္တလေးဒေသခံပြည်သူတို့ကအခြေအနေကိုရှင်းပြထားပါတယ်မန္တလေးရွှေဘုံချိန်ဗလီပြိုကြမှုအတွင်းမှာမိသားစုများပါဝင်သွားတဲ့ဒေသခံပြည်သူတို့ကအထဲမှာပြိမိနေတာကဗလီဝင်းဆိုတော့ကျွန်တော်တို့မိသားစုဝင်၄ဦးပြိမိနေပါတယ်နောက်ထပ်ဗလီကိုလာတဲ့သူတွေပြိမိလားမပြိမိလားတော့မသေးကြဘူးဘာဖြစ်လို့လဲဆိုတော့အချိန်ကစက္ကန့်ပိုင်းလေးပဲကြာလိုက်ပြီးတော့ဖြစ်သွားတဲ့အရာဆိုတော့ဘလို့မှကိုခံမလို့မရဘူးဖြစ်သွားတာကျွန်တော်တို့ကဗလီဝင်းထဲမှာပဲရှိနေတာဆိုတော့အိမ်ပြိုတဲ့နေရာမှာ ျွန်တော်တို့မိသားစုဝင်6ဦးရဲ့ကျွန်တော်ရဲ့အိမ်ထဲမှာရှိနေတာပါအိမ်ပြိုတဲ့အချိန်မှာကျွန်တော်ကတော့ခါပိုင်းလေးပဲမို့လို့ကျွန်တော်ကလွတ်သွားပါတယ် ကျွန်တော်ရဲ့အတော်တယောက်ကတော့6နောက်ထိပြီးတော့သွေးတွေထွက်နေတာစေးုံကလည်းလူတွေများလို့နဲ့တော့ဘာမှမလုပ်ပေးနိုင်ဘူးဒါကိုလည်းကျွန်တော်တို့နားလဲပါတယ်6နောက်ထိသွားတာအကြိုက်ခဲပြောက်စင်းနဲ့ပိုးသက်စေးလောက်ပဲတို့တို့ထိုးပေးနိုင်တယ်ကျွန်တော်ဘာမှမလုပ်ပေးနိုင်ဘူး6နောက်ကချိန်မွနေပြီသွေးလည်းမတိတ်ဘူးအခုချိန်ထိနောက်ထပ်ကျွန်တော်အတော်တယောက်ကိုလည်းရှာတွေ့တယ်သူကတော့အသက်မပါတော့ဘူးနောက်ထပ်ကျွန်တော်အဖွားရဲ့ကျွန်တော်ဦးလေးနှစ်ယောက်ရဲ့အတော်တယောက်ရဲ့အထဲထဲမှာဒါပေမဲ့အသက်ရှင်ဖို့ကဘလို့မှမဖြစ်နိုင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီထိတ်ကလေးမှတင်ရှာတွေ့တဲ့သူနှစ်ဦးမှတယောက်ကအသက်ပါမလာတော့ဘူးတယောက်ကလည်းအသက်မျော့မျော့လေးပဲကျန်တော့တယ်လို့ တရင်ပေးဖို့ပြောကြားထားပါတယ်။ဒီကနေ့မှာဗလီအပြက်စီးတွေဂျားတွေကနေပြီးတော့ထုတ်ယူရရှိခဲ့တဲ့အလောင်းများကိုအစ္စလမ်ဘာသာဒလိထုံနှံများနဲ့အညီတကြုံမှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ဒါလို့တနိုင်ငံလုံးမြင်းငန်လင်းတွေလှုပ်ခတ်လို့ပျက်စီးမှုတွေတိတ်ဆုံးမှုတွေများပြားနေတဲ့အချိန်မှာမလီယန်လှုပ်တာကိုခဏမေ့ထားပြီးတော့ပျော်စွင်စံနဲ့ပဲတင်နန်းစင်ပွဲကိုကျင်းပခဲ့တယ်လို့လူမှုကွန်ရက်ပေါ်မှာပြဝေခဲ့သူမွန်ပြည်ပေါင်မြို့နယ်ကနန်စီဒီယမ်ဆီယမ်မာတွေကိုပြည်သူတွေကဝေဖန်မှုတွေမြင့်တက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နှစ်ပေါင်းတရာကျော်အတွင်းမှာမြန်မာနိုင်ငံမှာအပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်းတနိုင်ငံလုံးအပြက်စီးများစွာနဲ့လူသေဆုံးမှုများများပြားနေတဲ့အချိန်မှာမွန်ပြည်နယ်ပေါင်မြို့နယ်မှာစစ်ကောင်စီလက်အောက်ခံဆရာဆရာမတွေကမက်စလာ28ရက်နေ့မှာအခြေခံပညာအလဲတန်းအဆင့်နဲ့မူလာတန်းအဆင့်တင်ကြားတင်ယူမှုထိကရောက်ရေးစွမ်းရည်မြင့်တင်တန်းစင်ပွဲအခမ်းအနားကိုပြုလုပ်ကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်။ငလျင်လှုပ်ပြီးတာကိုခဏမေ့ပြီးတော့ပျော့ပျော့ရွှင်ရွှင်နဲ့တင်တန်းစင်ပွဲကျင်းပဆိုပြီးတော့တင်တန်းစင်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့သူနန်းစီဒီယမ်ဆရာမတအူးက ပြဝေထားခဲ့တာကိုတွေ့ရပါတယ်။စွမ်းရည်မြင့်တင်တန်းသာပြောတယ်။သူ့အစ်စင်တန်းကိုသူဖော်ပြနေတာပါပဲ။တနိုင်ငံလုံးပူဆွေးတော့ကရောက်နေတဲ့အချိန်မှာကျောင်းဆရာမတဦးအနေနဲ့ဒီလိုမျိုးရေးသားရတာဟာသူ့ရဲ့အသိဉာဏ်နဲ့ပါမှုကိုပြနေတာပါပဲ။သူ့လိုဆရာမတယောက်ကကလေးတွေကိုလူသားချင်းစာနာထောက်ထားမှုတွေကိုဘလို့မှမျှဝေနိုင်မှာမဟုတ်တာတော့သိကြပါတယ်လို့ရန်ကုန်မြို့နယ် CDM လှုပ်ဆောင်ထားတဲ့ကျောင်းဆရာမတဦးကပြောပြထားပါတယ်။မလီရင်လှုပ်ခတ်မှုကြောင့်နေပြည်တော်မှာ66ဦး၊စကိုင်းမှာ76ဦးနဲ့ကျောက်ဆယ်မှာအယောက်30စုစုပေါင်း လူပေါင်း144ဦးသေဆုံးက900ကျော်ဒဏ်ရာရရှိခဲ့တယ်လို့အချက်ပတ်စစ်ကောင်စီကသတင်းထုတ်ပြန်ထားပြီးတော့မြေပြင်မှာပျောက်ဆုံးနေတဲ့ပြည်သူတွေဟာအများအပြားရှိနေစေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ in our register scale 7.7အဆင့်ရှိတဲ့ငလျင်ကြီးလောက်ခတ်သွားမှုကြောင့်လူပေါင်းထောင်ချီပြီးတော့တေဆုံးပျောက်ဆုံးနေတဲ့မြမငလျင်ဘေးဒုက္ခအတွက် American နိုင်ငံကအကူအညီများကိုပေးသွားမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် American သမ္မတ Trump ကကျွန်တော်တို့ကအကူအညီပေးသွားမှာပါလို့ပြောဆိုထားပါတယ်အကူအညီပေးရေးလုပ်ငန်းများဆက်လက်ပြီးတော့လှုပ်ဆောင်နိုင်ရန်အတွက်လည်းမြန်မာနိုင်ငံဘက်မှတာဝန်ရှိသူများထံကိုပြောကြားထားပြီးဖြစ်ကြောင်းကို American သမ္မတ Trump ကပြောဆိုလိုက်ပါတယ်သို့တော်လည်း American ကဘယ်လိုပုံစံ ံမျိုးနဲ့ကိုညီပေးသွားမလဲဆိုတာကိုတော့တိတိကျကျဖော်ပြခဲ့ခြင်းမရှိသေးဘူးလို့ပြောပါတယ် ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကလည်းမလီရလောက်ခတ်မှုအပြီးမှာနိုင်ငံတကာအနေနဲ့ကူညီပေးကြပါရန်အစိုးရပိုင်းမီဒီယာများကနေတဆင့်တောင်းဆိုခဲ့တယ်လို့သိရပါဗျ။မန္တလေးကိုဗဟိုပြူပြီးတော့လောက်ခတ်ခဲ့တဲ့ငလီရင်ကြောင်လက်တော်လုံးမှာတိတ်ဆုံးသူ144ဦးရှိပြီးတော့ဒဏ်ရာရရှိသူ900ကျော်ရှိတယ်လို့မင်းအောင်လိုင်းကစစ်တပ်ပိုင်းရုတ်တံမီဒီယာများကနေတဆင့်ညာပိုင်းကထုတ်ဖော်ပြောဆိုခဲ့ပါဗျ။မက်စလာ28ရက်နေ့မွန်လွယ်ပိုင်း12:58မိနစ်အချိန်မှာလောက်ခတ်ခဲ့တဲ့ငလီရင်ကြောင် နေပြည်တော်စစ်ကောင်စီနေမြေမှာလဲလက်တလောတေဆုံးသူ66ဦးစကိုင်းမှာ78ဦးနဲ့ ကျောက်ဆယ်မှာ30ဦးရှိတယ်လို့ပြောဆိုထားပါတယ်။ဒဏ်ရာရရှိသူတွေအနေနဲ့နေပြည်တော်မှာ432ဦး၊စကိုင်းမှာ300ဦးနဲ့ကျောက်ဆယ်မှာစီစစ်ဆဲစုစုပေါင်း832ဦးတို့ဒဏ်ရာရထားတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။သေဆုံးထိခိုက်ဒဏ်ရာရရှိသူများဆက်လက်ပြီးတော့တိုးလာမှာဖြစ်တယ်လို့မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်။ဒါပေမဲ့တကယ်မြေပြင်မှာတော့ရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းများလှုပ်ဆောင်ရန်လူအင်အားပစ္စည်းအင်အားတွေမလုံလောက်မှုကြောင့်မင်းအွန်လိုင်းထုတ်ပြန်တဲ့စရဲတဲ့လူပေါင်းဟာရထောင်ချီပြီးတော့ပျောက်ဆုံးသေဆုံးနိုင်တယ်လို့ဒေသခံများကပြောကြားထားပါတယ်။ အင်းအားခုနှစ်တက်မှခုနှစ်ပမာဏရှိတယ်အလုံးအပြည့်နဲ့ငလျင်ဒဏ်ကိုမြန်မာနိုင်ငံအတွင်းမှာမန္တလေးမင်းမြို့တောင်ကြီးစကိုင်းမုံရွာရွှေဘုံမိုးကုတ်တီဘောလာရှိုးကြောက်မဲနေပြည်တော်ပင်လောင်းရွာငံပကံညောင်းဦးပခုတ်ကူမကွေးမင်းတို့ပြည်ပေါင်းတယ်ဒနုယူဒေးတရဲမုံပင်မြောင်းမြဖြဘုံလက်ပုတ်တာညောင်းတို့ဟင်းသရဘကိုးတိုက်ကြီးရန်ကုန်မော်လမြိုင်ဖအံမြောင်းရီကရင်ဒီရေးတဝဲဘိတ်မိုးနေဒေးတရဲတိုက်ကြီးဟင်းသရအပါဝင် မြို့များစွာမှာငလျင်တန်းကိုခန်းစားခဲ့ရပြီးတော့အိန္ဒိချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းနိုင်ငံဘန်ကောက်ချင်းမိုင်နဲ့မဲဆောက်မြို့တို့မှာလည်းငလျင်တန်းတွေကိုခန်းစားခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ငလျင်တန်းကြောင်းရန်ကုန်မှာတရက်ကို၄နာရီသာမိအလဲကျပေးနိုင်တော့မယ်လို့ရန်ကုန်လျက်စက်ဒါအပီကော်ပိုရေးရှင်း WESC ကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်၅နာရီကစတင်ပြီးတော့ တရမှာ24နာရီရှိတာကိုရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်များကိုအုပ်စု6စုခွဲပြီးတော့တအုပ်စုကို6နာရီနှုန်းနဲ့လျှက်စစ်ဓာအားပေးသွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်။ဓာအားပေးမှုဟာလည်းရေတင်နိုင်ရန်အတွက်သာဓာအားဖြန့်ဖြူးပေးနိုင်မှာဖြစ်တယ်လို့ကြေညာထားပါတယ်။မနေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းငလျင်ဒဏ်ကြောင်ဓာအားစနစ်အတွင်းကိုဓာအားထုတ်လို့ပို့လွတ်လျက်ရှိတယ်။ဓာအားပေးဆက်ယုံခွဲယုံနဲ့ဓာအားလိုင်းရရဲ့ ဓာတ်လွတ်ပစ္စည်းများခြုံရင်းပစ္စည်းမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်ဓာအားစနစ်ကဓာအားချိတ်ဆက်ပုတ်လွတ်နိုင်ခြင်းမရှိတဲ့ကာလအတွင်းမှာရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတယ်။ဓာငွေဓာအားပေးဆက်ယုံများကဓာအားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက်ချိုးပန်းပြီးတော့စီမံဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြထားကြောင်းသိရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 明天哪样做，哪样做？明天做，哪怕我比你干的比他更会比。啊，怎么办？西安那先生的手机也拿过来了，明天咱们就聊明天早上的事情，好吗？